Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ TND Sport မှာပဲကျွန်တော် Owen Hargreaves နဲ့လုတ်ထားတဲ့ဒီ interview မှာနီးပြပြတဲ့ Ruben Amorim ပြောထားတဲ့အကြောင်းအရာတော်တော်များများရှိတယ်ဗောနော်အဲ့ဒီတွေကမှကျွန်တော်အနေနဲ့ကျွန်တော်တို့ဒီယာဒီမှာ United ရဲ့ရည်ရွယ်ချက်ကဘာဖြစ်မလဲဗောဒါအပြင်အသင်းရဲ့ဗောနော်ကျွန်တော်သာတိုက်စစ်ပိုင်းမှာပြဿနာကြီးကြုံနေရတာတွေကိုလည်းသူပြောထားတာကြီးကျွန်တော်ရှိတယ် ကျွန်တော် လက်ရှိ DRD မှာအတင်းရဲ့ရည်ရွယ်ချက်ကဘာဖြစ်တင်တယ်လဲပေါ့ဒါကို Ruben Amorim ကပေါ့နော်ကျွန်တော်ရဲ့ DRD ရည်ရွယ်ချက်ဟာဥရောပပြိုင်ပွဲတွေကိုပြန်ပြီးတော့ရှင်ပြိုင်ခွင့်ရဖို့ဖြစ်တယ်လို့သူထင်တယ်ပေါ့နော်ဒါပေမဲ့လို့ဗျာရည်ရတာတစ်ခုကကျွန်တော်ပြိတက်တွေအနေနဲ့အဲ့ဒါကိုနားလည်ထားဖို့ကတော်တော်လေးကိုခိုင်းမှာပေါ့နော်တော်တော်လေးကိုခိုင်းလိုက်မယ်ပေါ့နော်တော်တော်လေးကိုခိုင်းလိုက်မယ်ဘာတွေဆက်ပြီးတော့ဖြစ်လာမလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့လို့ကျွန်တော်ရဲ့ feeling ရဆိုလို့ရှိရင် တို့ဟာပူကောင်းတဲ့ performance တွေပြနိုင်လိမ့်မယ်ပူကောင်းတဲ့ကစားပုံတွေကိုပုံဖော်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ data တွေအားလုံးကကျွန်တော်ပူကောင်းဖို့အတွက်ပဲလမ်းညွန်ပြနေတာမျိုးတွေဖြစ်နေလို့ပဲပေါ့နော်။ဆိုတော့အကယ်လို့မြန်ပွဲကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်တချို့ပွဲစဉ်တွေတော်များများကကျွန်တော်အနိုင်ယူနိုင်အနိုင်ယူနိုင်လိုက်မဲ့ပွဲစဉ်တွေကြီးပဲရေပေါ့နော်တိုက်စစ်မှာဆိုလို့ရှိရင်ကျွန်တော် chance creation တွေကျွန်တော်အများကြီးလုပ်နိုင်နေတယ်ဒါပေမဲ့ကျွန်တော်ရေ goal တွေမရနိုင်ဘူးပေါ့ ဒါတွေဟာကျွန်တော်အနေနဲ့ပေါ့နော်ပြဿနာကြီးတယ်ပေါ့သူပြောထားတယ်ဆိုတော့ဒါကနည်းနည်းလေးတော့နီးပြားတယောက်စီကဒီလိုထွက်တာဒီလိုစကားထွက်တာကနည်းနည်းတော့စိတ်ပူပူကောင်းတယ်ကျွန်တော်တို့ကလက်ရှိမှာ MOD နဲ့ပတ်သက်ရင်စိတ်ပူစရာကနည်းနည်းမဟုတ်တော့အများကြီးဖြစ်လာပြီပေါ့နော်ဒါကလည်းညီကလေးတို့သိတဲ့အတိုင်းပဲဘာကြောင့်လဲဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ကစန်ဒလန်နဲ့ပွဲမှာတောင်းမှသူ့ကိုနေရာဆက်ပြီးရင်တုံ့မဲ့ရုံးမဲ့အခြေအနေမျိုးဆိုတော့ဆက်မထားသင့်တော့တဲ့အနေအထားမျိုးပြီးခဲ့တဲ့ Brand 4နဲ့ပွဲပြီးခဲ့တဲ့ကထုတ်ပြင်လိုက်တဲ့အခြေအနေမျိုးကျွန်တော်ရောက်နေပြီ ် MOD ကအပြောင်းအလဲမှကျွန်တော်မလုပ်တာဒါပေမဲ့လေလို့သူလည်းရှိဒီထဲမှာပြောသွားတာကကျွန်တော်ဥရောပပြိုင်ပွဲတွေပြန်ပြီးတော့ဝင်ဝင်ရဖို့လိုတယ်ဒါပေမဲ့လို့ဟိုနေရည်တရားကောင်းတာကပြိသက်တွေကဗောနော်ဒါတွေကိုနားလေဖို့ခဲရင်လိမ့်မယ်ဗောနော် no 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 ပြိသက်တွေကဒါတွေကိုနားလေဖို့မခဲရင်ဘူးပြည်ထနာက MOD ကနားလေဖို့ခဲရင်နေတာကျွန်တော်တို့ဒီပုံစံနဲ့ဘယ်လိုလုပ်ပြီးတော့ဥရောပပြိုင်ပွဲကိုပြန်ဝင်ဝင်ရမလဲယူရိုပါလိပဲဖြစ်ဖြစ်ချန်ပီယံစ်လိပဲဖြစ်ဖြစ်ဘယ်လိုလုပ်ပြီးတော့ကျွန်တော်ဥရောပပြိုင်ပွဲကိုပြန်ဝင်ဝင်ရမလဲ စဉ်းစားကြည့်တယ်ဗျစဉ်းစားကြည့်တယ်ဘယ်လိုလုပ်ပြီးတော့ကျွန်တော်ဥရောပပြိုင်ပွဲကိုဝင်ခွင့်ရမလဲဒီပုံစံနဲ့ဟမ်ကျွန်တော်တို့ပြိသက်တွေကနားလဲဖို့မခက်ဘူးပြိသက်တွေကဗျာကျွန်တော်တို့ကမျက်လုံးနဲ့မြင်နေရတာဆိုတော့မင်းမင်းအမိုနေနေနဲ့ဘယ်လိုပြောမလဲကို reputation ကြမှာဆိုလို့ကိုပြောဘယ်လိုပြောလဲဟိုကိုကိုကိုရှောင်လွှဲကျင်တဲ့စိတ်နဲ့မင်းကြိုက်တဲ့အရာကိုလွှဲချလို့ရတယ်ဒါပေမဲ့မျက်လုံးမျက်ဝါးထင်ထင်မြင်နေရတာတွေကကျွန်တော်ဟာဘယ်ပြိုင်ပွဲမှာမှပြိုင်ဘက်ကိုထိုက်တဲ့တဲ့နဲ့နိုင်ခဲ့ပါတယ်လीဆိုတော့ပွဲစဉ်ကျွန်တော်မရှိခဲ့ဘူးဆိုတာပဲ ားကြီးတွေကကျွန်တော်လိန်လို့မရဘူး။အဲ့တော့ပြည်သက်တီနေနေပေါ့နော်။ဥရောပပြိုင်ပွဲတွေကိုပြန်ဝင်ဝင်ရဖို့အတွက်နားလေရဆိုရင်ဆိုတော့ခက်ခဲမနေဘူး။ခက်ခဲမနေဘူးကျွန်တော်တို့မှာဥရောပပြိုင်ပွဲကိုပြန်ဝင်နိုင်လောက်မဲ့ performance မပြနိုင်လို့ပဲ။မပြနိုင်လို့ပဲ။နော်မပြနိုင်လို့ပဲဆိုတော့ဘာတွေဆက်ပြမနေတော့ तू မသိဘူးလို့ကျွန်တော်ပြောထားတယ်ပေါ့နော်။ကျွန်တော်ပူကောင်းတဲ့ကစားဟန်ဒီအဲတွေ့ရလိမ့်မယ်လို့သူထင်နေပေါ့ဗျာဒါဘာလို့လဲဆိုတော့ data တွေအားလုံးကကျွန်တော်ပိုကောင်းတဲ့ performance တွေပြနိုင်လိမ့်မယ်လို့သူ suggest လုပ်နေတဲ့အတွက်ပေါ့ဆိုတော့ mmoding က ဘယ် data ကိုကျွန်တော်ကြည့်ပြီးတော့မြန်ကျွန်တော်တို့ကစားပုံนี่ပူကောင်းတဲ့ performance นี่ပြနိုင်လိမ့်မယ်လို့သူထင်ရတယ်တော့ကျွန်တော်မသိဘူးဘယ် data ကို तू ပြောတယ်ထင်ကျွန်တော်မြင်ရတော့ data တွေလို့ကျွန်တော်ပြောလိုက်ရင်ခုနကကျွန်တော်ပြောတယ်တိုက်စစ်မှာ global content မှုဘယ်နှကြိမ်ရှိတာပါညာဒါတွေပဲလို့ကျွန်တော်ထင်တယ် Ruby Amorin ရဲ့လက်အောက်မှာခံစစ်ပိုင်းရကျွန်တော်တိုးတက်မှုတွေရှိမလားဘူး။ကွင်းလေထိန်းချုပ်မှုပိုင်းတွေကျွန်တော်တိုးတက်မှုတွေရှိမလားဘူး။တိုက်စစ်ဆင်ကစားမှုပိုင်းတွေကျွန်တော်တိုးတက်မှုတွေရှိမလားဘူး။ ဟိုက်ပရက်စင်လေးသွားနိုင်တဲ့အသင်းမဟုတ်တယ်လို့ပိုစီရှင်ဂိမ်းလေးဆော့နိုင်တဲ့အသင်းမျိုးကျွန်တော်မဟုတ်ဘူး။အဲ့တော့မန်ချက်စတာယူနိုက်တက်မှာအန်မိုရီလက်အောက်ဘာမှတိုးတက်လာတာမရှိဘူး။အန်မိုရီစရောက်ကလေးကမန်ချက်စတာယူနိုက်တက်မှာကျွန်တော်တို့ဘယ်နော်ဘယ်လိုပြောမလဲကျွန်တော်တို့ဖြစ်လာတာဆိုတော့အချိန်ကုန်သွားတာပဲကျွန်တော်အဖက်တင်နေ။ကျန်တာလေးဘာမှတိုးတက်လာတာမရှိတယ်လို့အမ်ဒီအမ်မိုရီနီနဲ့အရစ်တန်ကယူပေးခဲ့တဲ့ပြီးခဲ့တဲ့ယာဒီကအမှတ်တချို့ကြောင့်မဟုတ်ဘူးဆိုရင်ကျွန်တော်တန်းစင်းသွားနိုင်တဲ့အခြေအနေမျိုးပါ။နော်ဆိုတော့ဒါကြောင့်အမ်မိုရီနီနဲ့ဘယ်ဒေတာကိုကြည့်ပြီးတော့ကျွန်တော်ပြောသေးတယ် ဒေတာတွေအားလုံးကအပေါင်းလက္ခဏာဆောင်တဲ့ဘက်ကိုညှို့မနေဘူးအာဒေတာတွေအားလုံးကဘယ်ဒေတာကိုပဲကျွန်တော်ကြည့်ငါတို့ကတော့ဟိကစားပုံတွေကကောင်းနေတယ်တကယ်တကယ်ကူเนาะငါတို့နိုင်ရဖို့ပဲခိုင်းနေတာဆိုတဲ့ပုံစံမျိုးတွေဘယ်ဒေတာကမှပြမနေဘူးပြနေတဲ့ဒေတာဆိုလို့ဘာရှိတယ်ဆိုတော့ဂိုးပေါက်ကန်သွင်းမှုတွေအများကြီးရှိတယ်ဆိုတဲ့ဒေတာတခုပဲရှိတာ MOD ကလည်းဂိုးပေါက်ကန်သွင်းမှုတွေကိုအခွင့်အရေးလို့သူနားလည်ထားတဲ့အနေအထားမှာရှိတယ် ကျွန်တော်တို့ဗောနော်အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ပြီးတော့ဂိုးကျတော့မသွင်းနိုင်ဘူးဆိုတဲ့ပုံစံမျိုးပြောရတာတကယ်တမ်းကကျွန်တော်တို့ဂိုးကန်သွင်းချက်တွေကိုအဲ့ဒါ तू ပြောနေတာ chance creation ကို तू ပြောနေတယ်လို့ကျွန်တော်မထင်ဘူးပြီးရင်ကျွန်တော်တို့ဗောနော်ဂိုးကန်သွင်းမှုတွေကိုကျွန်တော်ကြည့်ရင် quality ကန်သွင်းကွက်ဘယ်နှချင်းရှိတယ်လဲကျွန်တော်တို့တွေးကြည့်ဘာမှသိမရှိဘူး United ကစားမားတွေနေနေပေါ့နော်ကျွန်တော်တို့ဒါဂိုးပေါက်ကန်သွင်းမှုအကြိမ်20ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့လို့တကယ်တကယ် chance ကောင်းတဲ့ quality ဆိုတာ3ချိန်မပြည့်ခဲ့ဘူးတပွဲတပွဲမှာ အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ပြိုင်ဘက်ကိုဘယ်လိုသွားအနိုင်ယူမလဲပြိုင်ဘက်ကိုမထိန်ချုံနိုင်ပဲနဲ့နော်ထိန်ချုံနိုင်ထိန်ချုံနိုင်တဲ့ကျွန်တော်ဒီ performance မျိုးပေါ့နော်ဒါလည်းကစားဟန်မျိုးမတီဆောက်ဖ ೇನೆ ပြိုင်ဘက်ကိုထိန်ချုံပါထိန်ချုံပါပြောနေလို့ကျွန်တော်မရဘူးခန်းစစ်၃ယောက်နော်နောက်ထပ် wing back ၂ယောက်ပါဝင်ခန်းစစ်၅ယောက်ထားလို့လူများလို့ဆိုပြီးတော့ခန်းစစ်ကကြစ်လက်သွားမယ်လို့ယူဆထားလို့ကျွန်တော်မရဘူးဆိုတော့အမ်မိုရင်ပြောတဲ့ ကျွန်တော်တို့ data တွေရအသင်းဟာမနော်တကယ်ကောင်းတဲ့ကစားပုံတစ်ခုကိုပုံဖော်နိုင်ဖို့ပေါ့နော်ရှိနေတယ်ဆိုပြီးပြောတာတွေကသူကလုံးဝဘယ် data တွေကိုကြည့်ပြီးတော့ပြောရတော့မသိဘူး data အများစုကကျွန်တော် United ကတော့ကစားပုံကြီးပူကောင်းလာတော့မှာပါပဲဆိုပြီးတော့ဘာမှညွှန်ပြနေတာကျွန်တော်မရှိလို့ပဲအဲကြောင့်နီးပြပြတဲ့ Ruben Amorini နဲ့ကျွန်တော်တို့ Amorini ကိုဆက်ထားလို့မဖြစ်ဘူးဆိုတော့ဒါကိုပြောတာဘာကြောင့်လဲဆိုတော့ Amorini ကပြောင်းလဲမှလာမပြောင်းလဲဘူးလားကျွန်တော်မသိဘူးဒီကြတာတစ်ခုကတော့တစ်နှစ်လုံးနီးပါးသူဒီတိုင်းကြီးဆက်သွားလာတာပြောင်းလဲလိမ့်မယ်လို့ကျွန်တော်မထင်ဘူး ော်ဆိုတော့ညီကလို့ရောဘယ်လိုမြင်ကြလဲ MOD ကိုကျွန်တော်ဆက်ပြီးတော့ထားလေကျွန်တော်တို့ရဲ့စိတ်ပြစရာရက်တွေကိုဖျက်တမ်းလေပဲကျွန်တော်ပြောင်းပြောင်းဒေါသထွက်လာအမှန်တမ်းပြောတာပြောင်းပြောင်းတွင်းတွင်းဒေါသထွက်လာပြီဒီလောက်ထိစုပ်ပြတ်တက်နေပါတယ်ဆိုတော့ဒီလောက်ထိစုပ်ပြတ်တက်နေပါတယ်ဆိုတော့နီးပြကိုအခုချိန်ကြီးမထုတ်ဘူးအခုချိန်ကြီးကျွန်တော်မထုတ်ဘူးဘလို့မှအတင်းတောင်းရှိသူတွေစီကနေပြီးတော့လက်ခံစရာအချိန်ကြီးမျိုးကျွန်တော်ဟုတ်မနေဘူးတော့ကိုစိတ်ပြစရာကောင်းပါတယ်နော်ညီကလို့ရောဘလို့မြင်ရလဲ MOD ပြောသလိုတကယ်ပဲကျွန်တော်ပေါ့နော် leader တွေကပွဲတွေကိုအနိုင်ရဖို့เนาะတကယ်တကယ်ကောင်းတဲ့ performance တွေပြနိုင်နေတယ်လို့ညီကလေးတို့ထင်ကြလားဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်